မျက်နှာအမြဲစူပုံးနေရဆိုတဲ့သူတွေ TikTok ဗီဒီယိုလေးတစ်ပုဒ်နဲ့တုတ်ပြန်ခဲ့လို့လူပြောများနေတဲ့ပြည်သူတောင်မျက်နှာအမြဲစူပုံးနေတယ်ဆိုပြီးတော့ပြောတဲ့သူတွေအတွက်ချစ်စရာ TikTok ဗီဒီယိုလေးတစ်ခုနဲ့အားလုံးကိုအံ့အားသင့်စေတာကပြည်သူတောင်ပြည်တီဦးနဲ့အိနာကျော်စင်တို့ရဲ့သမီးလေးပြည်သူတောင်ဟာတနည်းထက်တနည်းပုံပုံပြီးတော့အလားသွင်းကျွဲလာတာကြောင့်အလားပြေမှာတစ်ပါးဖြစ်တင်စားခံရတာဖြစ်ပါရင်အားလုံးသိကြတဲ့အတိုင်းပြည်တီဦးနဲ့အိနာကျော်စင်တို့ဆိုတာကမြန်မာနိုင်ငံရဲ့နာမည်ကျော်ကြားဆုံးဒုပညာရှင်ဆုံးတွဲဖြစ်ပါရင် အားလုံးသိကြတဲ့အတိုင်းပြည်တည်ဥရောအင်နာကျော်စင်တို့နှစ်ယောက်စလုံးကအမှုပညာရာမလေးထူးကျွန်းတယ်လို့စိတ်သဘောထားကလည်းကောင်းမွန်လာပြီးရုပ်ရင်အပြင်ဆိုရင်လည်းငေးမောကြည့်ရှုရတော့တဲ့အထိစူးစားတဲ့အလားကြားတွေပိုက်ဆိုင်ထားကြတာပါဒီလိုမျိုးတကယ်ထူးကျွန်းနေရေချင်းနေရှိပြီးတော့လှပတဲ့သူတွေကတော့မွေးဖွားလာခဲ့တဲ့သမီးလေးပြည်သူတာကတော့အတော်လေးကိုမှချောမောလှပလောလှပြီးတော့နှက်သက်ကြွေတဲ့နှစ်သမီးလေးတစ်ပါးလို့တောင်မှတင်စားနေရတဲ့အထိဖြစ်ပါရည်ငေးစင်တို့ကလည်းအရန်ကိုချစ်စရာကောင်းခဲ့တဲ့အခုလိုမျိုးစိတ်ကြောတဲ့ရွှေရောက်ရှိလာတဲ့အချိန်မှာတော့ ပြီးတော့လာပါမှုတွေနဲ့တူပရိသတ်တွေရဲ့အာယုံကိုဖန်ဆားသွားနိုင်ကြတာပါပရိသတ်ရှိကိုတိတ်ပြီးတော့မထွက်ခဲ့တာကြောင့်အာယုံဆိုင်မှုနဲ့ပါနေခဲ့ပေမယ့်အခုတခါမှာတော့ပေါ်ထွက်လာခဲ့တဲ့ပုံရိပ်လေးမှာဆိုရင်သမီးလေးပြည်သူတိုင်းရဲ့အလားတရားတွေကိုပုံမှုသိသာနေကြတာဖြစ်ပါတယ်မိသားစုလိုက်တက်ရောက်ဂုံပြူအားပေးကြရင်းနဲ့ပေါ်ထွက်လာခဲ့တဲ့ပုံရိပ်လေးတွေမှာသမီးလေးပြည်သူတိုင်းအလားတရားတွေကပေါ်လင်းထိရှားလို့နေကြပါတယ်သမီးလေးပြည်သူတိုင်းရဲ့အလားတရားတွေကချုံမောလာပါတယ်ဆိုတာတဲ့ဆွေးဆောင်မှုရှိတဲ့မြန်သူတကာရဲ့အာယုံကိုဖန်ဆားသွားနိုင်တဲ့အလားတရားမျိုးပဲ ဖြစ်ပါတယ်။မိမမိုင်းနဲ့အရန်ကုန်မှကြည်ကောင်းနေပြီးတော့ရိုးရိုးလေးပဲဖြစ်ဖြစ်ဆက်ဆက်လေးပဲဖြစ်ဖြစ်ဘလို့ပုံစံနဲ့မဆိုလိုက်ဖက်လုံးနဲ့ရုပ်ရည်လေးတွေကိုလည်းပိုင်ဆိုင်ထားခဲ့တာပါ။အသားညူစိမ့်စိမ့်နဲ့တစိမ့်စိမ့်ကြည့်ရှုလေးပိုလာလေးဆိုတဲ့အလာတရားကိုပိုင်ဆိုင်ထားပြီးပချိုင်လေးနှစ်ဖက်ကလည်းသူမရဲ့အသက်ပဲဖြစ်ပါရည်။မျက်ခုံးမျက်လုံးလေးတွေကလည်းတကယ်ကိုလှပလွန်လာပြီးတော့ရုပ်ကလေးတယောက်လိုတင်စားရအောင်ထိကိုဖြစ်နေပါရည်။ဒါကြောင့်တွေ့တဲ့သူတိုင်းကသူမရဲ့အလာတရားတွေကိုမချီးကျူးဘဲနဲ့မနေနိုင်အောင်ဖြစ်ခဲ့ရပြီ။ ထိတ်တဲမင်းသားမင်းသမီးတွေပေါင်းဖက်ကြတဲ့အလားတရားကဒီလောက်ထိထူးခြားပါလားဆိုပြီးတော့အမဲလိုလိုချီကျူးစကားပြောနေခင်ရတာပါ။ဒါပေမဲ့လည်းအိနာကျော်စင်နဲ့ပြည်တီဥတို့ရဲ့သမီးလေးပြည်သူတာမှာအားနည်းချက်တခုရှိပါသေးတယ်။အဲ့ဒါကတော့မျက်နှာစုပ်ပုတ်နေတာပါ။ပြည်သူတာလေးကိုဘယ်ချိန်ကြီးကြီးအမဲနဲ့စုပ်ပုတ်နေတာဖြစ်ပါသေးတယ်။ဒါကြောင့်လည်းပရိသတ်တွေကဝေဖန်ကြတာပါ အချို့သောပရိသတ်တွေကတော့ပြည်သူဓာလေးကိုကလေးပီပီချစ်စရာကအောင်ရှိတာ ပြုံးနာမြင်ကျင်ကြပါရင်ဂျာယီမဲလေးပြည်သူဓာလေးကစုပုတ်နေတာပါအခုခါမှာတော့ပြည်သူဓာကသူမကိုမြေစုပုတ်နေတယ်ဆိုပြီးတော့ဝေဖန်နေကြတဲ့သူတွေဗစိတ်ပိတ်သွားစေမယ့်ကြကြော့ဗီဒီယိုလေးဖိုင်တဖိုင်ကိုတင်ပေးလိုက်ပါရင်အဆိုပါဗီဒီယိုဖိုင်ထဲမှာချစ်စရာကောင်းနေတဲ့ပြည်သူဓာရဲ့ပုံရိပ်လေးကြောင့်လေးအလုံးကချစ်ပေးနေကြတာဖြစ်ပါရင်အထူးသဖြင့်ပြည်သူဓာလေးဟာဓာတ်ပုံတွေကိုဗီဒီယိုထဲမှာဆိုမျက်နှာထားတည်ငြိမ်တယ်လို့ရှိနေပေမဲ့လေစကားပြောတဲ့အခါမှာရှီမိုးလိုက်တဲ့အခါတော်တော်လေးကိုမှချစ်စရာ ာကောင်းတာကိုလည်းတွေ့ရတာပါ။ဒါကြောင့်လည်းပြည်သက်တရားပြည်တီဦးနဲ့တင်နာကျော်စင်တို့ရဲ့သမီးညာလေးပြည်သူတာလေးဟာမြန်မာနိုင်ငံရဲ့ထိတ်တန်းစူပါမင်းသမီးတစ်လက်ကျင်းသေးဖြစ်လာလိမ့်မယ်လို့ဟော့ကင်းထုတ်ကြပါရီ။ပြည်သက်ကြီးတို့ရောပြည်သူတာလေးဟာနိုင်ငံကျော်မင်းသမီးဖြစ်လာမယ်လို့ထင်ကြပါသလား။မမီးတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။